ျွန်တော်ရဲ့ချမ်းမာရေးဗီဒီယိုလေးတွေကိုစင်ဆက်မပြတ်ကြည့်ရှုအားပေးခဲ့တဲ့ချစ်မရွှေရအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဝင်ပြပေးချင်တဲ့ချမ်းမာရေးဗဟုသုတလေးကတော့ခင်ဗျားတို့ရဲ့ကြောက်ကန်တစ်ခုလုံးကိုလုံးဝပြက်စီးသွားတဲ့အထိအန်ဒီအမတ်စီတွင်ပို့ပေးနိုင်တဲ့အစားအစာတွေကိုဝင်ပြပေးချင်ပါတယ်အဲ့ဒီအစားအစာတွေဟာကျွန်တော်တို့နဲ့ရင်းနှီးနေတဲ့အစားအစာဆိုတော့ညနေဘုံအောက်မှာပုံးွယ်နေပါတယ်တူဟာရေခဲတိတာထဲမှာသမင်းစပွဲပေါ်မှာဒါမှမဟုတ်ရင်ခုနလေးကနေခမည်းစားတဲ့နေ့လေစားထဲမှာတော့ ပါဝင်နေနိုင်ပါတယ်။အဲ့ဒီအစားအစာတွေဟာနောက်ဆုံးမှာတော့ဘယ်သူမှမလိုလားအပ်တဲ့တသက်လုံးကြောက်ကစေးနေရမယ့်ဘဝကိုတွန်းပို့နိုင်လောက်အောင်အန္တရာယ်ရှိပါတယ်။ဒါလေထဲမှာပြောတဲ့သတိပေးချက်မဟုတ်ပါဘူး။စိပညာရေးတက်တည်ပြပြီးသားအမှန်တရားတစ်ခုဖြစ်ပါတယ်။ကဘာတဝန်းကကြောက်က အထုကိုတွေစီကလာတဲ့အရေးပေါ်ခေါ်တဲ့တစ်ခုလည်းဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့အားလုံးအတူတူအဲ့ဒီအစားအစာတွေမျက်နှာစာကိုခွာပြစ်မှဖြစ်ပါတယ်။ကဲဒီဗီဒီယိုထဲမှာ ကျွန်တော်ကအိုင်ဒီယာစအစားကဘာလဲဆိုတာကိုလက်ညှိုးထိုးပြရုံတင်မကပဲနဲ့ဘာကြောင့်ဒီလောက်တော့အန်ဒီရဲ့မြားရတယ်လဲဆိုတာကိုလည်းအသေးစိတ်ကြကြချင်းချင်းလင်းလင်း question ဆိတ်ဖြာပြပေးသွားမှာဖြစ်ပါတယ်အထူးတစ်ပြည့်ကတော့အသက်50တော်လာတဲ့သူတွေယောဂအခန်းရှိသူတွေဒါမှမဟုတ်ငယ်စဉ်ကလို့ကြောက်ကြလို့ဆောင်ချက်မကောင်းတဲ့သူတွေအတော့တော့ပိုပြီးအရေးကြီးပါတယ်ဒါကြောင့်ဒီရွေရွေလေးကိုစက္ကန့်တိုင်းအာယုံစိုက်ပြီးတော့ကြည့်ရှုပေးပါဒီအသိပညာကခမည်းကိုယ်တိုင်ဒါမှမဟုတ်ခမည်းချီးရတဲ့သူတွေရဲ့အတက်ကိုလည်းကဲတင်နိုင်လို့ပါပဲ တကယ်လို့ဒီအချက်လက်တွေဟာတကယ်တန်ဖိုးရှိတယ်လို့ယူဆရင်လိုက်ခလုတ်ကိုနှိပ်ဖို့နဲ့မိတ်ဆွေမိသားစုတွေကိုဝေမျှပေးဖို့မမေ့ကြပါနဲ့ခင်ဗျာအဲဒါဆိုရင်ကျွန်တော်တို့ချက်ချင်းဖော်ထုတ်ရမယ့်နံပါတ်1တိတ်တိတ်ဘုံရန်တို့ကဘာဖြစ်မလဲသူကထူးထူးဆန်းဆန်းအစားအစာတခုမဟုတ်ပါဘူးဆက်ကျင်ဘက်အနေနဲ့သူကအရန်ကိုတို့ချက်များပြီးသူ့ရဲ့ထိုးခြားတဲ့ချင်ချိုရတာကြောင့်လူတွေနေတတ်ကြပါတယ်ဟုတ်ပါတယ်ပြည်သက်ကြီးကြောက်ကအထုကုဆရာဝန်တွေကကြောက်ကဝေဒနာရှင်တွေအတွက်ဆိုရင်ဒီအတီးကိုအစိမ့်လို့တော့သတ်မှတ်ထားပါတယ်အဲ့ဒါကတော့ ဆောင်းလျာဒီပဲဖြစ်ပါတယ်ဒီစကားကိုကြားရကြတယ်တချို့ဆိုရင်သုံးလုံးသွားပြီးတော့မိခွန်းထုတ်နိုင်ပါတယ်ဆောင်းရဒီဟုတ်လားကီလိုတိုင်မန်ဂျေတန်ထွက်အတီးကကြောက်ကပ်တက်စီးနေလို့လားစတဲ့စတဲ့မိခွန်းနဲ့ဖြစ်ပေါ်လာနိုင်တတ်ပါတယ်အမှန်ကတော့ဆောင်းရဒီကကြောက်ရှာမဟုတ်ပါဘူးကြောက်ရှာကောင်းတာကသူ့အဲမှာပါဝင်တဲ့ဆိုးရွားတဲ့အဆေးအတောင်မျိုးရှိနေလို့ပါပဲအဲ့ဒီအဆေးအတောင်ထဲမှာကနံပါတ်1တစ်ချက်ပါဆောင်းရဒီမှာအော့ဖ်လိတ်လို့ခေါ်တဲ့ ဓာတ်တမျိုးအလောအမဲမြင့်မားစွာပါဝင်နေပါတယ်။ကြောက်ကကျမ်းမာတန်ဆောတဲ့သူတွေမှာတော့ခန္ဓာကိုယ်ကဒီနှက်ကိုဆွန့်ထုတ်နိုင်ပါတယ်။ဒါပေမဲ့ကြောက်ကလှုပ်ဆောင်ချက်နည်းနည်းလေးပဲကျဆင်းနေရင်တော့ကြောက်ကကဒီလောက်များများတဲ့အောက်စလိတ်တွေကိုအကုန်မစစ်ထုတ်နိုင်တော့ပါဘူး။ချစ်မွှေပဲမြင်အောင်ကြည့်ပါ။ဒီအောက်စလိတ်မော်လီကျူးတွေကခန္ဓာကိုယ်တက်ရောက်တဲ့အခါမှာတွေးထက်ကကလစီယမ်နဲ့ပေါင်းစပ်ပြီးတော့သလင်းကြောက်ခဲတယ်မဟုတ်ခရစ်စတယ်လေးတွေတန်ပေါင်းများစွာဖြစ်ပေါ်လာပါတော့တယ်။အဲ့ဒါတွေဟာ မမြင်တဲ့မန်ကွဲစတိတိလေးတွေလိုပါပဲဒီလိုမမြင်ရတဲ့မန်ကွဲစတွေဟာကြောက်ကက်စီကိုခရီးဆက်ပြီးတော့ကြောက်ကက်ရဲ့ပြုံငယ်လေးတွေထဲမှာတွားစုပုံပိတ်ဆို့ရောက်ရမ်းစီပြီးကြောက်ကက်ရဲ့တွေးစစ်ယူနစ်တွေကိုတဖြည်းဖြည်းချင်းဖျက်ဆီးပစ်ပါတော့လေဒီဖြစ်စဉ်ဟာတိတိဆိတ်ဖြစ်ပေါ်တာဆိုပေမဲ့အရန်ကိုဆိုးရွားလွန်းလာပါနဲ့ခမည်းကစောင်းလျားတီကိုအနှဲငယ်စားလိုက်တိုင်းခမည်းရဲ့ကြောက်ကက်ကိုဖျက်ဆီးမဲ့ကျန်တူလက်ထဲကိုဓာငယ်လေးတွေတန်းနဲ့ချီပြီးထည့်ပေးလိုက်တဲ့အတူတူပါပဲဒါပေမဲ့ ဆောင်းရတီရဲ့အန်ဒီရကဒီမှာပဲမရက်သွားပါဘူးတိမ့်ပတ်ပညာရှင်တွေကခရမ်ဘောက်ဆင်လို့ခေါ်တဲ့ဒူရီယောင်မြောက်အာယုံကျအစိတ်တမျိုးကိုထပ်မံတွေ့ရှိခဲ့ပါတယ်ပုံမှန်လူတွေမှာကြောက်ကတ်ကဒီအစိတ်တွေကိုစွန့်ထုတ်နိုင်ပေမဲ့လည်းကြောက်ကတ်ပြက်စင်းနေတဲ့ဝေဒနာရှင်တွေမှာဒါမှမဟုတ်အစောပိုင်းအစိတ်မှာတောင်ဒီအစိတ်တွေကိုမစစ်ထုတ်နိုင်တော့ပဲအုံနောက်စီရောက်သွားပြီးဟိုဟိုအာယုံကျစနစ်ကိုလည်းတိုက်ရိုက်တိုက်ခိုက်ပါတော့တယ်ဒါဟာကြောက်စရာကောင်းတဲ့အစိတ်အလက္ခဏာတွေကိုဖြစ်စေပါတယ်။ဥပမာအဖြစ်မရက်မနာကြို့ထိုးတာ အော့အန်တာစိတ်ရှုပ်ထွေးတာတတ်တာနောက်ဆုံးမှာကိုမာဝင်ပြီးတော့တည်ဆုံးတဲ့အသည့်ဖြစ်နိုင်ပါလေဒါကြောင့်မလို့ပမာဏအနေငယ်စားသုံးမိုံနဲ့တောင်းကြောက်ကယောဂအခါရှိသူတွေမှာရှုတိအကြောက်ကပျက်စီးကဒါမှမဟုတ်အသက်တည်ဆုံးတဲ့အသည့်အစိတ်ပြင်တာတွေဖြစ်စေနိုင်တာပါဒါပေမဲ့ဆောင်းရတိတခုတည်းကပြေခံမဟုတ်ပါဘူးသူကအန်တီအကြီးဆုံးခိုင်းကောင်းဆောင်ပဲရှိပါတည်တယ်တတိထားရမယ်အစားအစာရှင်းတဲ့ကနံပါတ်2ကတော့ဟင်းနုံွယ်ဖြစ်ပါတယ်သူတို့ဖြစ် ဟင်းနုနယ်ရွက်နေပါ ကျွန်တော်တို့ဟာဟင်းနုနယ်မှာတွေအားကောင်းစေတယ်တန်တက်အားနဲ့လူတွေအတွက်ကောင်းတယ်လို့ကြားဖို့ကြပါတယ်ဒါဟာအမှန်တရားတစ်စိတ်တိုင်းပါပဲဒါပေမဲ့သူဟာအောက်စရက်အလွန်များတဲ့ဟင်းဒီဟင်းရွက်တွေထက်ကတခုလည်းဖြစ်နေပါတယ်ကျောက်ကအားနဲ့လူတွေအတွက်ဟင်းနုနယ်ကိုပုံမှန်စားသုံးခြင်းအထူးသဖြင့်ဟင်းနုနယ်ပြုတ်ရည်ကိုတောက်ခြင်းဟာကိုကျောက်ကမှာကိုရန်ကျောက်တဲ့အောင်ဖန်တီးရတာနဲ့အတူတူပါပဲဒါကျောက်ကအပေါ်ဝန်ထုတ်ဝန်ပိုးတိုးစီပြီးတော့ ပျက်စီးတဲ့ဖြစ်စဉ်ကိုပုံမြန်စေပါတယ်။ရအားနေတာကိုကုတကုပိတန္တရအကြံပေးချက်ကိုယုံပြီးဟင်းလူတွေကိုနေ့တိုင်းစားခဲ့တဲ့အလိုမျိုးတမီးတယောက်ရဲ့ one night စရာဆက်လန်းကိုလည်းကျွန်တော်ကြားခဲ့ပူပါတယ်။ရလက်ကတော့တအားနေငယ်အတွင်းမှာပဲသူ့ရဲ့ကြောက်ကတော့ဆောင်ချက်ဟာအစ်စ်နှစ်ကနေအစ်စ်လေးအထိထိုးတက်သွားခဲ့ပါတော့တယ်။တွေ့အားကောင်းလာတာမတွေ့ရပဲပျက်စီးတော့မဲ့ကြောက်ကကိုပဲအခက်တင်ဆိုင်ခဲ့ပါတယ်။နောက်ထပ်ဟင်းရတဲ့မျိုးကတော့အနောက်နိုင်ငံတွေမှာ super fold လို့ချီးကျူးကြပေမဲ့ကြောက်ကပြဿနာရှိသူအတွက်ထောင်ချောက်တစ်ခုဖြစ်နေတဲ့ hot pie spinning လို့ခေါ်တဲ့အနောက်တိုင်းဟင်းနုငယ်ဖြစ်ပါတယ်ဒီဟင်းရွက်ဟာဗီတာမင်နဲ့သတ္တုဓာတ်တွေကျွဲဝါလို့နိုင်မယ်ကြီးပါတယ်ဒါပေမဲ့သူဟာလည်းအောက်စလိတ်ပမာဏချန်ပီယံတစ်ယောက်ဖြစ်ပါတယ်ဒီဟင်းရွက်နဲ့ချက်ထားတဲ့ဟင်းချိုတစ်ခွက်ဟာအောက်စလိတ်တန်ကိုမခံရတဲ့သူတွေမှာကြောက်တဲ့စေဖို့လုံလောက်တဲ့ပမာဏပါဝင်နေလိုက်ပါတယ်ဒါကဘာကိုပြနေလဲဆိုတော့အစားအစာတစ်ခုဟာလူတယောက်အတွက်စေကောင်းတလက်ဖြစ်နိုင်ပေမဲ့လည်း နောက်တစ်ယောက်အတွက်ကတော့အစိတ်ဖြစ်သွားနိုင်တယ်ဆိုတာပါပဲ။ဒါဟာသူတို့ရဲ့ကျမ်းမာရေးအခြေအနေအထူးသဖြင့်ကြောက်ကရဲ့ကျမ်းမာရေးအပေါ်မူတည်နေပါတယ်။အောက်စလိတ်အပြင်ကျွန်တော်တို့အမြဲတမ်းထားရမယ့်ဒုတိယဒုတိယဘုံရန်သူတရားကိုရှိပါသေးတယ်။အဲ့ဒါကတော့ပိုဒစီယံပါ။ပိုဒစီယံဟာနှလုံးနဲ့ကြွက်သားတွေရဲ့လုံငန်းဆောင်တာတွေအတွက်မရှိမဖြစ်တတုတ္တတစ်ခုပါ။ဒါပေမဲ့ကြောက်ကတွေပက်စီလာတဲ့အခါတွေ့ထဲကပိုရှန်နေတဲ့ပိုဒစီယံတွေကိုဆွန့်ထုတ်နိုင်စွမ်းဆုံးရှုံးသွားပါတယ်။နင်းအောင်ကြည့်ပါ ခမားရဲ့ကြောက်ကတ်တွေဟာရေလိုတကားရှိတဲ့ဆယ်တခုနဲ့တူပါတယ်အဲ့ဒီရေလိုတကားတွေပိမ့်မိနေတဲ့အခါရေတွေရှန်တက်လာပြီးဆယ်ကိုကျိုးပေါက်သွားစေနိုင်ပါတယ်ကလားလို့ပါပဲကြောက်ကတ်ကပိုတဲ့ဆီယံကိုမဆွတ်ထုတ်နိုင်တဲ့အခါတွေးထဲမှာပိုတဲ့ဆီယံပမာဏတွေအဆမတန်ညစ်တက်လာပြီးတော့တွေးတွင်ပိုတဲ့ဆီယံများလွန်ချင်းဆိုတဲ့အလွန်အန္တရာယ်များတဲ့အခြေအနေကိုဖြစ်စေပါတယ်ဒါဟာနှလုံးခုန်နှုန်းကိုမမှန်စေနိုင်အားနည်းစေနိုင်ပြီးတော့နောက်ဆုံးမှာဘာတရီပြည့်လက္ခဏာမှမပြဘဲမိနစ်ပိုင်းအတွင်းနှလုံးရုပ်တရက် ရှက်တန့်သွားပြီးတည်ဆုံးသွားစေနိုင်ပါတယ်။ဒါဆိုရင်အိုဒစီယံများတဲ့အစားအစာတွေကဘာတွေလဲ။ဝမ်းနည်းစရာကတော့အဲ့ဒါတွေကကျွန်တော်တို့နေ့စဉ်စားသုံးနေပြီးတော့ကျန်းမာရေးအတွက်ကောင်းတယ်လို့ထင်နေတဲ့ဥအစားအစာတွေပါပဲ။ဒီစရင်ရဲ့ခေါင်းဆောင်တွေကတော့ကစုံဥနဲ့အာလူဖြစ်ပါတယ်။ကစုံဥဖုတ်အလတ်စားတလုံးစားလိုက်ရုံနဲ့တင်ကြောက်ကပ်ပြက်စီးစေနိုင်တဲ့ဝေဒနာရှင်တစ်ယောက်ကိုအရေးပေါ်အခြေအနေရပ်သွားစေနိုင်တော့တဲ့ပိုလစီယံကဘာနာအများကြီးကိုရရှိနိုင်ပါတယ်။အလားတူပါပဲ။ ပဲအမျိုးမျိုးနဲ့အတိချောက်တွေဥပမာအဖြစ်စပစ်တိချောက်တရုတ်ဇီးတိချောက်တွေဟာလည်းကြောက်ခဝေဒနာရှင်တွေအဝေးကြီးကနေချောင်းရမဲ့ဘိုဒစီယံဘုံးတွေပါပဲဒါဆိုရင်ကျွန်တော်တို့ဟင်းရဲ့စိမ့်နေတဲ့ဥအမျိုးမျိုးကိုလုံးဝမစားရောက်တော့ဘူးလားဒါကတော့လုံးဝမဟုတ်ပါဘူးအစားအသောက်ကိုအစွန်းရောက်ဆောင်ရှားခြင်းကအာဟာရချို့တဲ့မှုကိုဖြစ်စေပြီးရောဂါကိုပိုဆိုးစေနိုင်ပါတယ်အဓိကတော့ချက်ကပညာရှိရှိရွေးချယ်တတ်ဖို့ပါပဲတဘောတရားကကျွန်တော်တို့အတွက်အစားသွင်းစရာ အကောင်ဆုံးရွေးချယ်စရာတွေကိုအမြဲပေးထားပါတယ်။ခနာရဲ့စားတော့ပုံစံထဲမှာထည့်ပင်တင်တဲ့ရွှေရောင်စင်းတွေကပထမဦးဆုံးအစားအစာကတော့ကော်ဖီထုပ်ပါ။ကော်ဖီထုပ်မှာ ပိုတက်ဆီယမ်၊ဖော့စဖောရပ်စ်၊ဆိုဒီယမ်တွေအလွန်နဲ့ပါပါတယ်။ဒါအပြင်ဗီတာမင် K ဗီတာမင် C နဲ့ရောင်ရမ်းမှုကိုတိုက်ဖြတ်ပေးတဲ့တပ်သူဆန်းချေပစ္စည်းတွေရွှေဝါလို့ကြောက်ကဆဲတွေကိုပြည့်စည်ခြင်းကနေကာကွယ်ပေးနိုင်ပါတယ်။နောက်ထပ်ကောင်းမွန်တဲ့ရွေးချယ်စရာကတော့ပန်းကော်ဖီပါ။ပန်းကော်ဖီမှာ ပိုရစီယန်နဲ့ယုံတင်မကပဲနဲ့ခန္ဓာကိုယ်ကအစိအတော့တွေကိုတိုက်ထုတ်ရမှာအထောက်အကူပြိုးတဲ့ဆလဖာတွက်ပေါင်းတွေပါဝင်လာကြောင်းအတင်းနဲ့ကြောက်ကတ်နှစ်ခုလုံးရဲ့ဝန်ကိုရှော့ချပေးပါတယ်ခမားမှာအကန့်အသတ်မရှိနေပါစားတော့နိုင်တဲ့အတီးတစ်မျိုးကတော့တခွားတီးပါသူ့ရဲ့95ရာခိုင်နှုန်းကျော်ကရေတက်ဖြစ်လာကြောင်းတခွားတီးမှာတဘဝအတိုင်းဆီးရွှင်စေပြီးအညစ်အကြေးတွေကိုဆေးကျော်ပေးပါတယ်မပြောသေးဒါမှမဟုတ်ရီမော်ဒီတွေအစား ခမားပန်းတီးကိုပြောင်းစားနိုင်ပါတယ်။ပန်းတီးဟာကြောက်ကနဲ့အလွန်တင့်တော်တဲ့အသီးဖြစ်ပြီးဖတ်တင်လို့ခေါ်တဲ့ပျော်ဝင်တဲ့အမြင်သက်တွေကျွဲဝပါတယ်။ဒီအမြင်သက်ဟာကြောက်ကရောဂါရဲ့အဓိကအန္တရာယ်ရဲ့မြစ်တွေဖြစ်တဲ့ကိုလက်စတရောနဲ့တွေးပြင်းကြတာကိုဆွဲချပြေးနိုင်စွမ်းရှိပါတယ်။ကဲဒါဆိုရင်ကျွန်တော်တို့ကြောက်ကအတွက်အန္တရာယ်ရှိဆုံးရန်သူတွေဖြစ်တဲ့အောက်စလိတ်နဲ့ကန်နန်ဘောက်ဆင်ဆိုတဲ့အစစ်အမျိုးပါဝင်တဲ့ဆောင်းများသည့်တူနောက်ကအော်စတြေးလျများတဲ့ဟင်းနွယ်ပြီးတော့ ပူတဆီရများတဲ့ကစွန်းဥနဲ့အာလူအုပ်စုတွေကိုအတေးစိတ်လေးလာဆန့်စစ်ပြီးသွားပါပြီ။ဒါအပြင်ပိုအရေးကြီးတာကကော်ဖီထုပ်ပန်ကော်ဖီ သခွားနီးနဲ့ပန်တီတို့လိုယုံကြည်ရတဲ့မိတ်ဆွေကောင်းတွေရဲ့စီးရင်ကိုလည်းကျွန်တော်တို့သိရှိသွားပါပြီ။ဒါကြောင့်ဒီဗီဒီယိုလေးဟာအကျိုးရှိပြီးတကယ်အသိပဲရှိတယ်လို့ယူဆရင်ခဏတော့အချိန်ပေးပြီးတော့ like လို့ကိုနှိပ်ပေးပါ။ခင်ဗျားချစ်ရတဲ့သူတွေကိုလည်း share ပေးပါ။ဒီအကြီးဆုံးကတော့ကျွန်တော်တို့ channel ကိုလည်း subscribe လုပ်ပြီး ဘေးကခေါင်းလေးကိုနှိပ်ထားပေးကြပါဦးခင်ဗျာအာယုံဆန့်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ခေါင်းလုံးပဲကျမ်းမာပြုဆင်ကြပါစေခင်ဗျာနောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆောက်တွေ့ကြမယ်ခင်ဗျာ